ဓမ္မရဲ့နာမည်လေးနဲ့အသက်လေးရဓမ္မမိတ်ဆွေရောက်ပြီးအရင်မိတ်ဆက်ပြီးတော့တတိယရဲ့အသက်က55နှစ်ပါဗျာ55နှစ်5နှစ်ပါဗျာဟုတ်ပြီဘယ်ကနေလာထွက်သွားဘွေးရလာတာပါဗျာဟမ်ဓမ္မကြီးအသက်က55နှစ်ပါနာမည်လေးကိုပြောအောင်နော်နာမည်ကဒေါ်နွဲ့နွဲ့ဝင်ပါဗျာဒေါ်နွဲ့နွဲ့ဝင်တင်ပါဗျာမကွေးရလာထွက်တင်ပါဗျာဘယ်သူပါသေးလဲကြည့်ရပါပါတယ်ဗျာ၄ရောက်လာတာပါဗျာ၄ရောက်လာတာဘယ်သူလှုပ်လိုက်တာလဲမာယူဟွာကြည့်ရတော့ဖြူဖြူကျော်တို့နဲ့ ပတ်သက်ပြီးတော့ဒီတော့ဒီရောက်လာတာတော်ပြီကြောလှုပ်လိုက်တာနော်တင်ပါဗျာဟုတ်ပါပြီအခုရင်တော့တရားတွေအထောက်ခဲ့ဘူးတဲ့တွေ့ကြုံရှိလားတရားထုတ်တဲ့လူရှိပါတယ်ဗျာဩတရားထုတ်တဲ့လူရှိရနော်တင်ပါဗျာဟုတ်ပြီအားထုတ်ဘူးတာဘယ်လောက်ကြာပါလဲတရားထုတ်တာဒီတော့နှစ်တိုင်းတရားပွဲဝင်ဖြစ်ပါရဲ့ဗျာ၄နှစ်လောက်ရှိပါပြီ။ဟောနှစ်တိုင်းတရားအားထုတ်ခဲ့ဘူးလေ။ဟုတ်ပြီအဲ့တော့အဝေးရကနေမကွေးမြို့ကနေအဝေးကြီးလာရတာလာရကျိုးကနတ်လား။နတ်ပါတယ်ဗျာ။ဘာတွေကိုတိသွားလို့ဘယ်ချိန်ဘယ်နေ့မှာဘာထူးခြားသွားလို့ ဘာတွေတိသွားလို့နဲ့တာလဲဓမ္မကြီးရဲ့အတိပုံလေးနဲ့မြင်ပုံလေးကိုရှောက်ပေးပါဦးတင်ပါဗျာတပိတော့ပထမနေ့ကတော့တပိတော့ဘလောက်ရှူရှူတပိတော့အရင်ရှုခဲ့တဲ့ကမ္မထံပြန်ပြန်ဝင်လာတော့ရှုပ်နေပါတယ်ဩဟုတ်ဘုံဘုံကမ္မထံကိုရှုမရပါဘူးဗျာအဲ့နဲ့တပိတော့စိတ်ကိုတော်တော်ကိုပဲညစ်နေပါတယ်ဗျာတို့ဘုံဘုံကမ္မထံကိုတပိတော့လိုချင်ပါတယ်ဗျာအဲ့နဲ့တပိတော့တင်ပါဗျာတင်ပါဗျာတင်ပါဗျာအဲ့တော့တပိတော့တနေ့လုံးမရပါဘူးဗျာဒုတိယနေ့မှာတပိတော့တရားမထိုင်ခင် ရေဒီပါရေချိုးပြီးလူကိုစိတ်ကြည်သွားအောင်လှုပ်လိုက်ပါဟုတ်ဟိုဦးစင်းလိုပဲလှုပ်လိုက်တာတင်ပါဗျာလှုပ်လိုက်ပြီးတော့ပြီးတော့ဓမ္မယုံနဲ့ထိုင်တော့ခါကြကို့တရားလေးနဲ့ကိုထိုင်နေလိုက်ပါရဲ့ဗျာဖုံမောင်းဝင်လာတာအောင်တပြီးတော့မသိလိုက်ဘူးอืมဖုံမောင်းဝင်တရားပလင်မော်ရောက်มาတပြီးတော့တီတော့ဖုံမောင်းကိုတပြီးတော့ဥခိုင်ရှိခိုးပြီးတော့တပြီးတော့ဖုံမောင်းကိုမြစ်တာပို့လိုက်ပါရဲ့ဗျာ ပြီးတော့ဖုံမုံကိုမြစ်တာပို့လိုက်ပြီးတော့ဖုံမုံရဲ့မြစ်တာတရားတွေကြောင့်ဖုံမုံရဲ့ကမထန်ကိုတပီတော့ပိုင်းခြားထင်နေသိရပါလို့ဤလို့တပီတော့ရှောက်လိုက်တယ်ခင်ဗျာစိတ်ကစိတ်ထဲကနေရှောက်လိုက်တယ်တင်ပါဗျာရှောက်လိုက်ပြီးတော့ဖုံမုံပြနေတဲ့တရားကိုတပီတော့စိတ်ကနေမျက်လုံးမှိတ်ပြီးတော့တပီတော့ညွတ်ပြီးနားလိုက်တယ်ခင်ဗျာနားလိုက်တော့ဖုံမုံကဒီခနာကိုလေးပိုင်းပိုင်းပြီးတော့ရှုပါဆိုတာကိုတပီတော့ဖုံမုံပြောတဲ့နောက်ကိုတပီတော့နောက်ကနေလိုက်ရှုလိုက်တယ်ခင်ဗျာလိုက်ရှုလိုက်တော့ ဖုံးဖုံးကတချီကနေတောက်လျှောက်ပြောသွားတာဖြစ်တဲ့အတွက်တပီတော့ရှုလို့တော့ရတယ်ဒါပေမဲ့တပီတော့ပိုင်းခြားထင်နေမမြင်ဘူးဖေ။အဖုံးဖုံးကမထမ်းပေးပြီးတော့ကြာတပီတော့ဖုံးဖုံးကအိဒိယဘုံပြောင်းပြီးပြန်ထိုင်ခိုင်းလိုက်တဲ့ချိန်မှာတပီတော့ဒီကမထမ်းကိုပြန်ရှုရတယ်ဖေ။တပီတော့ကမထမ်းကိုပြန်ရှုလိုက်တဲ့ချိန်မှာတပီတော့ခြိပြားကနေစရှုလိုက်တယ်။ရှုလိုက်တဲ့ချိန်မှာဖုံးဖုံးကဒီခြိတော့ကိုငါရှိလာရှာခိုင်းပါတယ်ဖေ။ရှာခိုင်းတော့တပီတော့အဲ့လိုဆိုရင်ခြိတော့မှာငါရှိလာလို့ တပည့်တော်ရှားကြည့်လိုက်ပါတယ်ဗျာရှားကြည့်လိုက်တော့တပည့်တော်ငါရှိရင်ဒီခြေထောက်ကမထုံမာနဲ့မကျင်မာနဲ့မနာပါနဲ့လို့တပည့်တော်ပြောပါတယ်ဗျာပြောတဲ့ချိန်မှာတပည့်တော်ရဲ့ဉာဏ်ထဲမှာပေါ်လာတာဒီခြေထောက်တည်းကမထုံမဲမကျင်မဲမနာပဲမနေပါဘူးဗျာခြေထောက်တည်းကလည်းထုံမာပဲကျင်မာပဲနာမာပဲဒီခြေသေးတွေကလည်းရှေလာအောင်မှာပဲလို့တပည့်တော်မျက်စိမှာမြင်ပါတယ်ဗျာမြင်တော့အဲ့ဒါဆိုလို့ရှိရင်တပည့်တော်ကငါ ရှိလာလို့ရှာတာအဲ့တော့ဒါတွေကငါမရှိလို့ပေါ်လာတာဖြစ်တဲ့အတွက်တပီတော်ကဒီခြေထောက်တွေမှာငါမရှိတော့ဘူးယူဆလိုက်ပါတယ်ဗျာအဲ့တော့ငါမရှိတော့တဲ့ဒီခြေထောက်တွေကိုလည်းငါမပိုင်ဘူးလို့တပီတော်စိတ်ကသိလိုက်ပါတယ်ဗျာအဲ့တော့အဲ့ဒါဆိုလို့ရှိရင်ဒီခြေထောက်တွေကိုတပီတော်ဖြုတ်ချပလိုက်ပါတယ်ဗျာဖုံဖုံပြောသလိုဘေးကိုပုံဆိုစိတ်နဲ့ပုံနင်းမှာပုံထားလိုက်တာတင်ပါဗျာစိတ်နဲ့ပုံချလိုက်တော့အောက်ကခြေထောက်တွေမရှိတော့ပါဘူးဗျာအဲ့နေတပီတော်လက်ကိုဆက်သွားလိုက်ပါလက်ကိုဆက်သွားလိုက်တော့တပီတော်အဲ့လိုပဲရှိပါတယ်ဗျာ ဒီလက်ကြီးကမထုံမာနဲ့မကျင်မာနဲ့မနာပါနဲ့လို့ဒီပြီးတော့ဆက်ရှူလိုက်တဲ့ချိန်မှာစိတ်ကလမောင်းနှစ်ဖက်စလုံးရောက်သွားတယ်ဗျာရောက်သွားပြီးတော့ခါကျဒီလမောင်းနေရာထုံမာပဲထုံနေကျင်နေနာတယ်ဒါတွေကဒီလမောင်းနေရာလဲအိုအောင်မှာပဲနာအောင်မှာပဲတရားအောင်မှာပဲအဲဒါတွေကငါမရှိဘူးဆိုတော့မြင်လာပါတယ်ဗျာမြင်လာတယ်အဲ့ဒါဆိုလို့ရှိရင်ဒီမရှိတဲ့ငါမရှိတဲ့ဒီလက်ကြီးကလဲငါမပိုင်ဘူးလို့ဒီပြီးတော့မြင်လာပါတယ်ဗျာ ြင်လာတော့ဒီလက်ကြီးကိုလည်းဖြုတ်ချလိုက်ပါတယ်ဗျာဖြုတ်ချလိုက်ပြီးတော့တပည့်တော်ခန္ဓာကိုယ်ဆက်ရှုလိုက်ပါတယ်ဗျာခန္ဓာကိုယ်ဆက်ရှုလိုက်တော့တပည့်တော်ခန္ဓာကိုယ်စိတ်ညံရောက်လိုက်ပို့လိုက်တာနဲ့တပြိုင်နက်ခန္ဓာကိုယ်ထဲမှာတပည့်တော်ဒီနှလုံးတွေအသေးတွေအယိုးတွေပေါ့နော်တပည့်တော်ဒီဝမ်းပိုက်တွေမြင်လိုက်ပါတယ်ဗျာမြင်လိုက်တော့ခါကျဒါတွေကငါရှိလားဒီခန္ဓာကြီးထဲမှာငါရှိလားလို့ဘုံဘုံမေးတယ်လို့မေးလိုက်တဲ့အချိန်မှာ တပည့်တော်ဘာတွေပေါ်လာလဲဆိုတော့တပည့်တော်ဒီခံစားမှုရဲ့ဝေဒနာတွေပေါ်လာပါတယ်ဖေဗျာတပည့်တော်ဒီနှလုံးအောင်နာတွေနောက်ကျောအောင်နာတွေဖိုက်နာဘူးတာတွေအဲ့လိုမျိုးတွေတပည့်တော်ဝင်လာတော့ဓာကြီးဟာငါမရှိဘူးလို့တပည့်တော်သိပါတယ်ဖေဗျာတပည့်တော်သိတော့အဲ့ဒါဆိုလို့ရှိရင်ငါမရှိရဲ့ဒီဝမ်းမိုက်ကြီးကိုလည်းငါမပိုင်ဘူးလို့တပည့်တော်ညံနဲ့သိလိုက်ပါတယ်ဖေဗျာအဝမ်းမိုက်ကြီးကိုလည်းဖဲချလိုက်ပါတယ်ဖေဗျာမမိုက်ကြီးကိုဖဲချပြီးတော့တပည့်တော်ဥခေါင်းကိုရှူတဲ့အခါမှာမျက်လုံးနေမြင်တယ်ဖေဗျာ မျက်လုံးလေးမှိတ်ပြီးဥကောင်းကိုအာယုံပြလိုက်တာနဲ့ပြီးတော့မျက်လုံးနေမြင်နေနားနေမြင်နေအဲနှာခေါင်းနေမြင်နေပါးစပ်တွေဒီခေါင်းကရှိတဲ့ဟာတွေတပြီးတော့အကုန်လုံးမြင်နေဖျက်မြင်တော့အဲ့ဒါဆိုလို့ရှိလို့ရှင်ဒါတွေကိုငါပိုင်လားလို့မေးလိုက်တဲ့အချိန်မှာသဘင်နေရှိလာတာတွေမြင်နေဖျက်အဲဒီမျက်လုံးနေမုံလာတာတွေမြင်နေဖျက်အဲသွားတွေကျိုးလာတာတွေပါတယ်မြင်လာပါတယ်ဖျက်အဲ့ဒါဆိုလို့ရှိရင်လေဒါတွေကငါမပိုင်လို့ဒါတွေကမြင်လာတာဒါတွေကငါမရှိဘူးလို့တပြီးတော့စိတ်ထဲမှာ တိလိုက်ပါတယ်ဗျာတိလိုက်တော့ခေါင်းကြီးကိုလည်းဖြုတ်ချလိုက်ပါတယ်ဗျာဖုံဖုံပြောတယ်လို့အဆင်စင်ပါဗျာအဲ့တော့အကုန်လုံးဖြုတ်ချလိုက်ပြီးတော့ဓာကြီးလေးပါးကိုပြန်ရှူပါတယ်ဗျာဓာကြီးလေးပါးကိုချလိုက်တော့ဖုံဖုံပထဝီတေဇောအာဘောဝါယောဆိုပြီးတော့ဒီခန္ဓာကိုယ်အကုန်လုံးခြုံပြီးတော့ကြည့်လိုက်တဲ့အချိန်မှာဒီပြော်ရဲ့ဒီအယိုးတွေမာတာတွေဒီအသားတွေပျော့တာတွေဒီဖုံဖုံမျက်ရည်တွေကျတာတွေပေါ့ဗျာဒီပြော်ဒီအဆိုင်ခဲတွေပူတာတွေအေးတာတွေအကုန်လုံးဒီပြော်စိတ်ကနေညွတ်ပြီးတော့မြင်လာပါတယ်ဗျာ အဲ့ဆိုလို့ရှိရင်လည်းဒီပထဝီဒေဇောအာဘောဝါယောဆိုတဲ့ဒီဓာတ်ကြီးလေးပါးမှာလည်းငါရှားကြည့်လို့မရပါဘူးဖေဟာမရတော့တပည့်တော်ဒါကိုလည်းမပိုင်ပါဘူးလို့တပည့်တော်မြင်လိုက်ပါဓာတ်ကြီးလေးပါးမှာလည်းငါဆိုတာမရှိပါဘူးနော်တင်ပါပြန်ငါမပိုင်ရှားကြည့်လည်းမရှိပါဘူးဟုတ်ပြီအဲ့တပည့်တော်ဝေဒနာကိုဆက်ရှာဒုက္ခဝေဒနာကိုဆက်ရှာဒုက္ခဝေဒနာကိုဆက်ရှာဒီရောတရားထိုင်တဲ့အချိန်မှာပေါ်လာတဲ့ဝေဒနာတွေကိုလည်းတပည့်တော်မြင်ပါလေဖေဟာအဲ့တော့ဒီကျမ်းမာရေးနဲ့ပတ်သက်တဲ့နာရာကျင်နာတွေလည်းတပည့်တော်ဒီဒုက္ခဝေဒနာတွေကိုမြင်ရပါလေဖေဟာဒီရောဆေးရုံတက်ဖူးခဲ့တဲ့ဝေဒနာတွေကိုလည်း ပြီးတော့စိတ်ထဲမှာမြင်လာပါတယ်ဗျာအဲ့တော့ဒီဒုက္ခဝေဒနာတွေကလည်းငါရှိလားလို့တပီတော့ကြည့်လိုက်တဲ့အခါမှာမရှိပါဘူးဗျာမရှိဘူးလို့မြင်တော့တပီတော့ငါမပိုင်တော့ဘူးလို့တပီတော့သိလာပါတယ်ဗျာဒုက္ခဝေဒနာကိုရှိတော့လေတပီတော့အဲ့လိုပဲရှုပါတယ်ဗျာတပီတော့ဒုက္ခဝေဒနာကိုရှုတဲ့အချိန်မှာလေတပီတော့ပီတိတွေဝမ်းသာမှုတွေဝမ်းမြောက်မှုတွေမြင်ရတယ်ဗျာအဲ့လိုရှုလိုက်ပြီးတော့တပီတော့ပီတိကိုရှုလိုက်တော့ပီတိမှလည်းငါမရှိပါဘူးဗျာအဲ့တော့တပီတော့ပီတိကိုရှုလိုက်တော့တပီတော့ဒုက္ခဝေဒနာမရှိဘူးဆိုတာသိလာပါတယ် ဲ့တော့အဲ့ဒါနေတပီတော့ဆက်ပြီးတော့ခါကြတပီတော့ဆန်းဆန်းစားကနေခြီးပြားတီတပီတော့ခန္ဓာကိုယ်တစ်ခုလုံးငါရှိလာလို့ဆက်ရှူပါတယ်ဗျာတပီတော့လေးပိုင်းပိုက်ချခဲ့တဲ့တပီတော့မှခန္ဓာကိုယ်မှာငါမရှိတော့ပါဘူးမှန်တယ်အဲ့တော့တပီတော့ဒီခန္ဓာကိုယ်ကြီးကိုလေးပိုင်းပိုက်ပြီးတော့ရှုခရတဲ့ငါမရှိတော့တာဖြစ်တယ်ဗျာဒီခန္ဓာမှာငါမရှိတော့ပါဘူးဗျာတပီတော့အဲ့လိုမြင်ပါတယ်ဗျာအဲ့တော့ ဒီခန္ဓာကိုယ်ကြီးမှာငါမရှိတော့ဘူးဒါတွေကသဘာဝတရားတွေပဲတပိတော်စိတ်ထဲမှာမြင်လာပါတယ်ဗျာအချိန်တိုင်းမှာဖောက်ပြန်နေရလို့တပိတော်မြင်ပါတယ်ဗျာအဲ့တော့ခါကြတော့ဒါကြီးကဒုက္ခဝေဒနာကြီးဒီခန္ဓာကိုယ်ကြီးကိုရှိတဲ့အတွက်ဒုက္ခဆိုတာရှိနေတာပဲဒါတွေကအနိစ္စတွေပဲဒီခန္ဓာကိုယ်ကဒုက္ခဝေဒနာကြီးနဲ့ပေါင်းစပ်ထားတဲ့တပိတော်ဒီဒုက္ခသစ္စာကိုမြင်လာပါတယ်ဗျာအဲ့တော့ဒီ30ပုံမှာ ရှိတဲ့ခန္ဓာကိုယ်ရှိတဲ့တတ္တဝါတိုင်းကလည်း ဒီဒုက္ခသစ္စာ ဖြစ်တဲ့အတွက်ဒီဒုက္ခတွေကိုရှိနေမှာပဲဖုံဖုံပြောတယ်မိမရှိရင်ယောက်ျားရှိမယ်ယောက်ျားရှိရင်မိမရှိမယ်အဲ့လိုစัจညင်မဲ့သဘောတရားတို့ဒီပြောစိတ်ထဲမှာမိမရှိရင်ဆိုမိမတွေမြင်လာပြီးတော့ယောက်ျားရှိရင်ဆိုယောက်ျားတွေမြင်လာပါလေဗျာမွေးနေ့ရှိရင်တေနေ့ရှိမယ်ဆိုလို့ရှိရင်တပည့်တော်ကလေးလေးတွေမွေးတာမြင်ပြီးတော့တေနေ့ကိုတပည့်တော် တည်တဲ့လူတွေတကြိုးတာရေအဲ့လိုစိတ်ထဲမှာမြင်ပါလေဖေ။အဲ့လိုနဲ့တပြီးတော့ရှုလိုက်တော့ဒါဆိုလို့ရှိရင်ဒီဆင်းရဲဒုက္ခတွေရှိနေတဲ့ဒုက္ခသစ္စာရှိရင်သူ့ရဲ့တစ်ဖက်မှာရှိရဲ့ဒီနိဗ္ဗာန်ဆိုတာရှိရပါမယ်လို့ခွန်မွန်ပြောတယ်လို့တပြီးတော့စိတ်ကနေညှို့ပြီးရှိလိုက်တဲ့ချိန်မှာတပြီးတော့ဖက်ဆိုဖွေးကနေဖြစ်သွားပါလေဖေ။ဖွေးကနေဖြစ်ပြီးတော့တပြီးတော့လန့်သွားပါလေဖေ။လန့်ပြီးမျက်စိနှလုံးဖွင့်ကြည့်လိုက်မိပါလေဖေ။ဖွင့်ကြည့်လိုက်တော့စက္ကနဲဆိုဒါဆိုလို့ရှိရင်ဒါခွန်မွန်ပြောတဲ့တဲ့င်ကနိဗ္ဗာန်လား ဆိုပြီးတော့ဒီတော့ပြန်ပြီးတော့တရားကျင့်လည်းမပြည့်ရတဲ့ဒီတော့ပြန်ပြီးပြန်ရှုလိုက်ပါလေဗျာပြန်ရှုတော့တပြည့်တော့ခန္ဓာကိုယ်မှာဘာမှမရှိပါဘူးဗျာဒီတော့ခံစားမှုမရှိတော့ပါဘူးဗျာနာရာကျင်တာလည်းမရှိဘူးဝေဒနာလည်းမရှိဘူးဗျာအဲ့တော့ဘာမှမရှိတော့အဲ့ဒါရှင်ဒီဘာမှမရှိတာကြီးကိုတပြည့်တော့ဆက်ပြီးတော့ဒီတရားထိုင်ခြင်းမပြည့်ရတဲ့ဆက်ရှုနေလိုက်ပါလေဗျာဆက်ရှုနေတော့တပြည့်တော့ခန္ဓာမှာဝေဒနာမပေါ်တော့ပါဘူးဗျာ အဲ့ဒါကဒုတိယနေ့9နာရီမှာဖြစ်တာပါဗျာဟုတ်ပါဘူးဒုတိယနေ့9နာရီမှာဖြစ်တော့တပည့်တော်ကကိုကိုကိုမယုံပါဘူးဗျာအဲ့တော့အဲ့ဒါကိုတပည့်တော်ကဆက်ပြီးရှုနေအချိန်မှာတပည့်တော်ခန္ဓာမှာဘာဝေဒနာမှမပေါ်တော့တရားဖြုတ်တဲ့အချိန်ဒီတပည့်တော်ဘာဝေဒနာမှမရှိတော့ပါဘူးဗျာအဲ့တော့တရားဖြုတ်ပြီးတော့တပည့်တော်ဖုံးဖုံးကိုသွားလျှောက်လိုက်ပါတယ်ဗျာဒီလိုဒီလိုဒီလိုပါပဲလို့လျှောက်လိုက်တော့ဖုံးဖုံးကကပ်ပြားလေးယူထားလိုက်တယ်အဲ့တပည့်တော်တနေ့ကုန်ဆက်ရှုပါတယ်ဗျာနေ့လယ်2နာရီမှာရှုတော့လေတပည့်တော်အဲ့တိုင်းပဲသွားပါတယ်ဗျာ အဲ့တိုင်းသွားတော့မနေ့ကြီးကဖုံးဖုံးကိုမြစ်တာပို့ပြီးတပည့်တော်ရှုလိုက်တဲ့စိတ်ညွတ်တက်တော့တပည့်တော်မရပါဘူးခင်ဗျ။ဒါပေမဲ့တပည့်တော်အစင်လိုက်အစင်လိုက်စင်လိုက်တပည့်တော်ရှုသွားတဲ့ချိန်မှာခန္ဓာကိုယ်လေးပိုင်းပိုင်းပြီးကလေးကတပည့်တော်မှာဝေဒနာမရှိတော့ပါဘူးခင်ဗျ။อืมဟုတ်ပြီပထမနေ့ရရတယ်လို့တပည့်တော်ပြန်ရပါတယ်အဲ့ဒါကိုဆက်ပြီးရှုသွားတဲ့ခါကျတော့လေတပည့်တော်အစင်အစင်ရှုသွားတော့ဒီနိဗ္ဗာန်ဆိုတဲ့နေရာရောက်သွားတဲ့အချိန်မှာတပည့်တော်မနည်းကတရားဖြုတ်တဲ့နေရာကိုတပည့်တော်ပြန်မြင်ရပါတယ်မှန်တယ်ပြန်မြင်တော့တပည့်တော်အဲ့တိုင်းပဲဆက်ရှုလိုက်ပါတယ် ဆက်ရှုလိုက်တော့ချိန်ကြမှာဆက်ပြီးတော့အဲ့ဒါဆက်ပြီးတော့ဒီတိုင်းပဲဆက်ရှုလို့ရပါပြီ။အဲ့တော့တပီတော့တရားဖြုတ်တဲ့အချိန်ကုန်ပြီးတော့လုံလုံလူတွေထစီစီတပီတော့ထိုင်နေလိုက်ပါလေဗျာ။လုံလုံမရတော့မှတပီတော့ထလိုက်ပါလေဗျာ။တပီတော့စိတ်တရားအဲ့အချိန်မှာတနေကုန်လုံးဝကြည်လင်လန်းဆန်းပေါ်ပါနေပြီးတော့ဒီတပီတော့ရခန္ဓာကိုယ်ကြီးဟာပြောက်နေတာလားဆိုလဲမပြောက်ပါဘူးဗျာ။ဒါမှလို့မလေးလဲမလေးပါဘူးဗျာ။တပီတော့ပြန်ပြီးတော့သတိနဲ့စိတ်ကိုကတ်တဲ့အချိန်မှာတပီတော့သိပါလေဗျာ။ လုံးလုံးပြောက်မသွားပါဘူးဗျာအဲ့ဒါကိုတပြီးတော့နှစ်ကြိမ်မှလည်းတပြီးတော့ကိုမယုံသေးပါဘူးဗျာနောက်တစ်ကြိမ်ထက်ရှူပါတယ်ဗျာနောက်တစ်ကြိမ်မှလည်းရပါတယ်ဗျာဒီနေ့လည်းရပါတယ်ဗျာတပြီးတော့ခန္ဓာကိုယ်လေးပိုင်းပိုင်းလိုက်တဲ့အချိန်မှာစပြီးတော့တပြီးတော့ခန္ဓာကိုယ်မှာဝေဒနာချုပ်သွားပါတယ်ဗျာလုံးဝမရှိတော့ပါဘူးဗျာအဲ့ရနေနောက်ပိုင်းကိုတပြီးတော့တရားဖြုတ်တဲ့အချိန်ထိဝေဒနာချုပ်ပါတယ်ဗျာတပြီးတော့တတိလည်းကတ်ပါတယ်ဗျာဟုတ်ပြီ အဲ့တော့အဲ့တော့နှစ်ရက်တစ်ရက်တည်တာပေါ့ဒီဒိတ်ထန်ပြီးတော့ဦးဇင်းအာယုံမြုပ်ပြီးတော့ဒိတ်ထန်ပြီးတော့ရှုလိုက်တဲ့ကတမိုင်းသဘောပေါက်သွားတာဒီဘက်ပိုင်းလုံးပေါက်တင်ပါဗျာအဲ့တော့ရှုလိုက်တဲ့အချိန်မှာလွတ်မြောက်သွားတယ်နော်တင်ပါဗျာအဲ့လွတ်မြောက်တဲ့ချမ်းသာမှုကဘာနဲ့ဥပမာနိုင်စလို့ရလဲမရပါဘူးဗျာဟောဒီဒုက္ခသစ္စာဆိုတာ30ပုံမှာဒုက္ခသစ္စာဆိုတာတကယ်ရှိရင်30ပုံရဲ့လွန်မြောက်တဲ့နေရာ တန်တိဒုက္ခနိဗ္ဗာန်ရှိမှာပဲလို့လဲတွေးလဲတွေးရောချက်ချင်းပျောက်ထွက်သွားတာပျောက်ပြီးတော့ဟင်းလင်းမြင်ဖြစ်သွားဟင်းလင်းမြင်ဖြစ်သွားတယ်လွမြောက်သွားနော်ဝေဒနာတွေကလည်းတစ်ခုလုံးဘာမှမရှိတော့ဘဲပျောက်ထွက်သွားအဲ့ချမ်းသာမှုကဘာနဲ့ဥပမာနိုင်စားလို့ရလဲမရပါဘူးဖြစ်ဘာနဲ့မှနိုင်စားလို့မရပါဘူးနော်အဲ့ရဲ့ချမ်းသာမှုကဘယ်လောက်ကြာတယ်လို့ချမ်းသာတာဒီတော့အဲ့ဒါလေးကဖက်ခနဲ့ရလိုက်ပြီးတော့ဒီတော့မျက်စိဖွင့်ကြည့်လိုက် မျက်စိဖွင့်ကြည့်လိုက်တယ်မျက်စိဖက်ခနဲ့ဖွင့်ကြည့်လိုက်တော့ဒီတော့ပြတ်သွားပါတယ်ဗျာလန့်သွားတာဗျာဒီတော့ ဝင်းကနေဖွင့်ကနေပြတ်သွားတာဝင်းကနေဆိုပြီးဘွားကနေပေါ်လာပေါ်လာတော့ဒီတော့ပြောက်သွားတာပါဗျာမျက်စိစက္ကနဲ့လန့်ပြီးဖွင့်လိုက်တော့ပြောက်သွားပါလေဗျာပြောက်သွားပြီးတော့ဒီတော့ပြန်ရှုတဲ့အချိန်လေလုံးဝခန္ဓာမှာဒီတော့ဝေဒနာမရှိပါဘူးဗျာဟုတ်ပြီဒီတော့တောက်လျှောက်တောက်လျှောက်ရှုလာတာလေဒီတော့ဝေဒနာချုပ်နေပါလေဗျာဟုတ်တယ်မဗျာအဲ့ဒီလိုမျိုးဒီလွတ်မြောက်သွားတာကိုချမ်းသာကိုဘာဖြစ်သွားတယ်လို့သိလိုက်တယ်ဒီမကြီးကဖုံဖုံကဒီတော့ဒီလိုလွတ်မြောက်သွားလို့ရှိလို့ရှိရင်တည်ငါနိဗ္ဗာန်လို့ဖုံဖုံပြောလို့ဒီတော့ဒါတည်ငါနိဗ္ဗာန်လားလို့ ပြီးတော့စိတ်ထဲမှာချင်းတော့ချင်းပါလေချင်းတိလိုက်တယ်ပေါ့ဒါကိုမှမရောက်ဘူးဒါချက်ချင်းတော့မပိုင်းနိုင်ဘူးတင်ပါဗျာငါတိတာဆရာတော်ပြောတယ်ဖုံမှုပြောတယ်နိဗ္ဗာန်ဆိုတာဒါပဲလားဒါပဲလားတင်ပါလေဗျာပြီးတော့အဲ့လိုပဲတင်ပါပဲဆိုတော့ကောက်ပြီးလိုက်တယ်နော်ဖြစ်ဖြစ်ချင်းဟတ်ကြည့်လိုက်တာပေါ့နော်ပရိယက်နဲ့ပရိပတ်ပေါ့တင်ပါဗျာပရိယက်ဆိုတာကဥယင်တရားကိုနာကြတာပရိပတ်ဆိုတာကိုယ်ကိုယ်တိုင်ကြင့်ညာလိုက်တယ်အဲ့တော့ပရိယက်နဲ့ပရိပတ်နဲ့ပေါင်းလိုက်တဲ့အခါ ဘုံဘုံပြောတဲ့နိဗ္ဗာန်ဆိုတာဒါပဲဆိုတော့ပြိဝေဒညင်ကိုယ်တိုင်ထိုးထွင်းပြီးတော့ပေါ်လာတာတင်ပါဗျာအဲ့ဒါအဲ့ဒီအရာပြောတာနော်တင်ပါဗျာဟုတ်ပြီတော့ဆက်သွားမယ်အဲ့တော့အဲ့ဒီအတိလေးရောဓမ္မကြီးဘဝတော်ကိုမေ့သွားမယ်လို့ထင်လားအဲ့ချမ်းသာမှုကမထင်ပါဘူးဗျာတပည့်တော်ချမ်းသာရပါတယ်ဟုတ်ပြီနော်အဲ့ဒီလောဘဒေါသကင်းတဲ့လွတ်မြောက်တဲ့ချမ်းသာလေးကိုအခုအယုံပြုရနိုင်လားရပါတယ်ဗျာကဲအဲ့ဒီအတိနဲ့သိမယ်ဆိုရင်အဲ့ဒီလွတ်မြောက်မှုရဲ့ချမ်းသာနဲ့အခုသိမယ်ဆိုရင်အပေလေးကိုငြိရှစ်ထက်ကြဓမ္မကြီးအဲ့ဒီအတိနဲ့သိရင် မကြတော့ပါဘူးမကြတော့ဘူးဘုသူအာမခံပြီးမှောက်တော့မှာပြီတော့ကိုတပြီတော့အာမခံပါတယ်ခင်ဗျလာရကျိုးအနဲ့ပြီလားနဲ့ပါတယ်ခင်ဗျငွေရည်နေလာကျိုးနဲ့တင်ပါဗျာတင်ပါဟုတ်ပါအဲ့တော့ဒီတရားတွေဟိုတာမသိပါပဲနဲ့မကြင့်မဲနဲ့ငွေမျိုးကမလာပဲနဲ့ဒါဒီမှာအရင်တုန်းကတာတေးခဲ့မယ်ဆိုရင်ဘယ်စိတ်တွေနဲ့တေးပြီးတော့ဘယ်ဘွားတွေရောက်လောက်မယ်လို့ထင်တယ်တပြီတော့အဲ့လိုမထင်ပါဘူးခင်ဗျဘယ်ဘွားကိုရောက်မယ်ဘယ်စိတ်တွေနဲ့တေးရမယ်လို့တဲ့တပြီတော့မထင်ပါဘူးခင်ဗျအတတ်နိုင်ဆုံးတော့တပြီတော့ကိုကိုကိုကောင်းအောင် ိုးစားပြီးတော့ဒါနသီလဘာဝနာနဲ့နေရတဲ့အတွက်တပည့်တော်ကကိုကိုကိုတော့အပင်မကြဘူးလို့ယုံကြည်မှုရှိပါတယ်ခင်ဗျာ။အင်းပေါ့ ခုကြတော့ဘလို့နားလဲသွားတယ်အရင်တော့ကယုံကြည်မှုရှိရနဲ့အခုတည်ရနဘာကွာချမှုရှိလဲတင်ပါဗျာအခုတပြီးတော့ပိုးပြီးယုံကြည်မှုရှိသွားပါလေဗျာဘာလို့လဲဆိုဖုံဖုံရဲ့ဒီကမ္မထန်တရားကိုလည်းတပြီးတော့ငါမရှိဘူးဆိုတဲ့တရားကိုလည်းတပြီးတော့ရတယ်လို့ထင်လိုက်ပါတယ်ဗျာနောက်ပြီးတော့မနက်ကဖုံဖုံပြောတဲ့ဒီဝင်းလေးထွက်လေကိုချုပ်တာကိုလည်းတပြီးတော့ရလိုက်ပါတယ်ဗျာဩဝင်းလေးထွက်လေအဆုံးလည်းမြင်ပါတယ်တင်ပါဗျာတင်ပါဗျာအဲ့တော့တပြီးတော့ခုနေမှာသိမယ်ဆိုရင်ဖုံဖုံရဲ့ဒီကမ္မထန်တရားနဲ့ဒီဝင်းလေးထွက်တွေချုပ်တာနဲ့ကိုပဲတပြီးတော့အပေမကြတော့ဘူးလို့ယုံကြည်ပါတယ်ဗျာ ကောင်းပါတယ်နော်ဒါရုဒါရုဒါရုနောက်တစ်ခါထပ်ပြောချင်တာကအရင်တော့ကြားဘူးတဲ့နိဗ္ဗာန်နဲ့အခုသိခဲ့တဲ့အခုကိုယ်ကိုယ်တိုင်မျက်မှောက်ပြုခဲ့တဲ့တည်ငါနိဗ္ဗာန်ဘာကွာခြားမှုရှိလဲတင်ပါဗျာဒီတော်တို့ဒီတော်တို့ပြုခဲ့တဲ့ရှင်းဖို့ဟောကခုဘောကပြည့်ပြည့်တည်းများဒါနသီလဘာဝနာအလုံးဟာတပြည့်တော်နိဗ္ဗာန်ရောက်ကြောင်းထောက်ကမ်းဖြစ်ရပါလို့ဤလို့ဆူတောင်းပါတယ်ဗျာဆူတောင်းပြီတပြည့်တော်တို့လည်းစိတ်ညာပါဗျာဒါပေမဲ့တပြည့်တော်တို့သိတဲ့နိဗ္ဗာန်က သောတာပန်အနာဂံသရာဂံယဟန္တာဖြစ်ပြီးတော့မှခန္ဓာဝင်ချမှာရမယ်နိဗ္ဗာန်လို့တပည့်တော်တို့ကသိကြတာပါတည်း။အခုဟာကတပည့်တော်တို့တည်တင်းကဒီဖုံဖုံရဲ့ကမထန်းကိုရှုလိုက်အောင်နဲ့တရက်တစ်ပတ်ရလိုက်တဲ့နိဗ္ဗာန်ဘာနဲ့မှလဲလို့မရပါဘူး။ဉာဏ်နဲ့ရောက်တဲ့နိဗ္ဗာန်နော်။ဉာဏ်နဲ့သွားတာနိဗ္ဗာန်ဉာဏ်နဲ့ရောက်တာနော်။လူတွေကတိမရောက်တယ်လို့ထင်နေတယ်။နိဗ္ဗာန်ကမတိခင်ရောက်တာလားကိုအရှင်းလက်လက်ရောက်တာ။ရှင်းလက်လက်ရောက်တာ။ခန္ဓာကြီးနဲ့ရောက်သွားတာလားဉာဏ်နဲ့ရောက်သွားတာ။ဉာဏ်နဲ့ရောက်တာ။ဇန်နဲ့ရောက်တာလားဉာဏ်နဲ့ရောက်တာ။ဉာဏ်နဲ့ရောက်တာ။ဉာဏ်နဲ့ရောက်ပိုင်းပိုင်းခြားခြားသိတယ်နော်။တိမပါဗျာတိမပါဗျာ။ဒါဆို you know က ဟိုရင်းတော့ကကြတော့မရောက်ဘူးတော့ကိုထင်ရမြင်ရတွေ့ရတယ်ပဲအခုကြတော့ကိုကိုယ်တိုင်မျက်မှောက်ပြုတော့မလွဲတော့ဘူးပေါ့နော်တင်ပါဗျာတင်ပါဟုတ်ပါပြီအဲ့တော့ချမ်းသာတာကတရားလားတရားချမ်းသာတာတရားချမ်းသာတာဘယ်အရာကိုဓမ္မရဲ့တရားလို့နားလဲသဘောပေါက်သွားတယ်ဗုဒ္ဓမြတ်စွာဘုရားဟောခဲ့တဲ့ ဟောကြားခဲ့တဲ့တရားတွေအားလုံးဘုရားပြီးတော့မှလိုက်နာပါတယ်ဘုရားတရားလို့မှတ်ယူပါတယ်ဘုရားဟုတ်လေမှတ်ယူလို့မရဘူးတိခိုင်းတယ်အခုမင်းကတိခိုင်းနေပြီအဲ့တော့တရားဆိုတာဘယ်အရာကိုတရားလို့ဒီတရားရိပ်တာမှတိသွားတာလဲဘာဝတရားကြီးကိုတရားလို့တိပါတယ်အဲ့ဒါကိုပိုင်ပိုင်ခြားခြားသိနေတယ်ပိုင်ပိုင်ခြားခြားသိပါတယ်တရားဆိုတာကတဘာဝသစ္စာတရားကိုသွားနေတယ်နော်သစ္စာတရားတဘာဝကတရားတရားတရားဆိုတဲ့အဓိပ္ပာယ်ဘယ်လိုအဓိပ္ပာယ်ရလဲမြတ်တာချင်းမြတ်တာချင်းဆိုတဲ့အဓိပ္ပာယ်ဘယ်လိုသဘောရလဲအကောင်းကိုပြောရလားဆိုးကိုပြောရလားအကောင်းအဆိုးတွန်တွဲနေတာဟုတ်ပါဘုရားအကောင်းနဲ့ဆိုးနဲ့တွန်တွဲနေတာဟုတ်ပြီနော်အဲ့တော့ ကောင်းတာကတရားလားတစ္ဆာကတရားလားတစ္ဆာတရားပါဗျာတစ္ဆာတရားเนาะတစ္ဆာဆိုတာကမဖောက်မပြန်ဘူးတရားဆိုတာမျှတခြင်းလို့အဓိပ္ပာယ်ရတယ်။တင်ပါဗျာ။မျှတခြင်းเนาะမဖောက်မပြန်တဲ့တရားလို့အဓိပ္ပာယ်ရတယ်။တင်ပါဗျာ။ဟုတ်ပြီအဲ့ဒီတရားတွေကိုဘယ်သူကဖန်ဆင်းတာလဲ။ ဘသူကမှဖန်ဆင်းလို့မရပါဘူးလောကကြီးအရှိတရားเนาะတဘာဝရဲ့အရှိတရားတဘာဝအရှိတရားပါဗျာအဲ့တဘာဝရဲ့တစ္ဆာအမှန်တရားတွေကိုသိနိုင်မှုဆိုရင်ဘယ်လန်းဆက်ရှောက်အောင်ရမလဲမကင်ရှိပါလန်းမကင်ရှိပါလန်းဆက်ရှောက်အောင်ဒါဆိုရင်ဒီတဘာဝရဲ့တစ္ဆာတရားကိုတကယ်သိရင်တရားနဲ့ကင်းတဲ့နေရာရှိသလားမရှိပါဘူးဗျာဒါဆိုအချိန်ရောရှိတာမရှိပါဘူးတရားနဲ့ကင်းတဲ့အချိန်လည်းမရှိဘူးเนาะအဲ့တော့တရင်ကမြင်တရင်ကနေပါထာဝရမြင်ထာဝရနေပါအမြဲသိပါများမှာအတိမြဲပါเนาะဒီတရားတွေကိုဆက်လက်ပြင်ဉာဏ်အားထုတ်ပါမယ်เนาะတင်ပါဗျာဟုတ်ပြီဆက်သွားမယ်ဒီတရားတွေကိုသိသွားတော့ဓမ္မကြီးကဘုသူ့အရင်ဆုံးကျေးဇူးတွေနေတယ်တတိယတော့ ဒီရအောင်လွတ်ခဲ့ရောဖြူဖြူကျော်တို့အိမ်မြတ်မွန်တို့နဲ့သူတို့ကိုလည်းဒီရောကျေးဇူးရမ်းတင်ပါဗျာနောက်ဒီရောဒီကိုရအောင်လာရဲ့ KMD ကမညုံမီကလည်းသူကိုယ်တိုင်သူကနဲ့ပို့မယ်လို့ဒီရောခေါ်တာပါဗျာဒါပေမဲ့ကစီအခက်ခဲဖြစ်တယ်တဲ့ဒီရောလိုင်းကားနဲ့ပဲရောက်လာခဲ့တာပါဗျာဒီရောဒီကိုရအောင်ပို့တဲ့သူတွေကိုဒီရောကျေးဇူးတင်ပါဗျာ ုံးမုံကိုလည်းပြီးတော့ရမ်းကိုကျေစွတင်ပါတယ်။อืมဟုတ်ပြီ။တို့တွေကဘာလို့ကျေစွတင်နေလဲ live လာဖို့။ဒီဒီဖုံးဖုံးစီကိုသွားပါမဖြစ်ဘူး။ဒီဖုံးဖုံးစီကိုသွားလို့ရှင်ထူးထူးခြားခြားမဖြစ်ဘူးသိလာပါလိမ့်မယ်လို့ဒွီးတော်ကိုပြောပါတယ်ဗျာ။ပြောတော့ဒီကိုရအောင်တို့ကိုပို့တာ။အမခံပြီးတော့ပို့တာပဲ။တင်ပါဗျာတင်ပါဗျာ။တို့ကကိုပဲဒီကိုရအောင်ပို့လို့ဒီတော့ဖုံးဖုံးနဲ့တွေ့ခင်ရတာပါဗျာ။ဟုတ်ပြီ။အဲ့တော့ဦးဇင်းနည်းနည်းလေးပြန်ပိုင်းကြည့်အောင်နော်။တင်ပါဗျာ။အရင်ကမလာခင်တော့ကယုံကြည်မှုကဘယ်လိုစိတ်နဲ့လာတာလဲ။နော်အဲ့တော့ခုတိပြီးတော့မှ ီတရားကိုသိပြီးတော့မှဖြစ်တဲ့ယုံကြည်မှုနဲ့အဲ့နှစ်ပိုင်းရံဘယ်လိုဖြစ်သွားလဲအရင်ကမသိဘဲနဲ့ယုံနာနဲ့အခုသိပြီးယုံနာနဲ့အဲ့လားဘာကွာချမ်းလို့ရှိတယ်ဒီတော့ကရင်တော့ကဒီတော့ဒီတရားဘယ်လိုစိတ်နဲ့လာတာတင်ပါဒီတရားကိုဒီတော့လှုပ်တော့လှုပ်နေပါဗျာဒီတော့ထိုင်မယ်ဆိုရင်လည်းဒီတော့ဒီထိုင်နိုင်ပါတယ်ဗျာဒီတော့တမာတိထောင်ပြီးတော့ဒီလိုပဲဝိပဿနာရှုပြီးထိုင်ပါပဲဒါပေမဲ့တပည့်တော်ကဒီလုံနေတဲ့တပည့်တော်တရားတွေကတပည့်တော်မဖြောင့်တန်းမှုလို့တပည့်တော်စိတ်ထဲမှာသိနေပါတယ်ဖေ။တပည့်တော်လှုပ်တဲ့လောက်မရောက်ပါဘူးဖေ။အဲအကြောင်းမလို့တပည့်တော်က တခုခုတော့လိုအပ်နေတယ်တပီတော့ညံနေဦးတော့တခုခုတော့ဒီဟာကိုသိအောင်ထဲ့มาရမယ်လို့တပီတော့ယုံကြည်မှုနဲ့လာတာပါဗျာဟောအဲ့လိုတော့သိအောင်ထဲ့မယ်ပေါ့ရမယ်လို့မျှော်လင့်ချက်ရှိလားရှိပါတယ်ဗျာတပီတော့လူချင်းလို့လာတာပါဗျာလူချင်းလို့လာဟုတ်ပြီတင်ပါဗျာယုံကြည်မှုတော့ပြည့်ရှိတယ်ပေါ့အခုအဲ့တော့ဒါမရငယ်တော့ကယုံကြည်မှုတက်ပါတော့နော်အခုရပြီးတော့ဖြစ်သွားတဲ့ယုံကြည်မှုကဘယ်လိုကွာချမှုရှိလဲမရငယ်တော့ကယုံကြည်တာနဲ့ကိုကိုတိုင်းပိုင်းခြားသိပြီးတော့ရသွားတဲ့ ယုံကြည်မှုကြတော့ဘယ်လိုပါချသွားလဲအဲ့ဒီခံစားချက်ကတားလေးနဲ့ပါတယ်ဗျာတပြီးတော့လိုချင်တာလဲတပြီးတော့ရသွားတော့ခါကြတော့တပြီးတော့ယုံကြည်မှုလေးလေးနက်နက်ရှိသွားပါတယ်ယုံကြည်တိုင်းဖြစ်သွားတဲ့အတွက်အဲ့ပေါ်မှာဓမ္မကြီးဘယ်လိုခံစားရလဲဓမ္မကြီးယုံကြည်တဲ့တိုင်းဒီတရားတွေသိသွားတော့ဘယ်လိုခံစားရလဲဓမ္မကြီးဝမ်းသာပါတယ်ဗျာပြီးတော့ဘယ်လိုဘယ်လိုဘယ်လောက်ထိဝမ်းသာလဲဘယ်လောက်ထိဝမ်းသာလဲတပြီးတော့ဒီတရားတွေကိုဆက်ပြီးတော့လှုပ်သွားမယ်ပြီးတော့ဒီသာဝရနိဗ္ဗာန် တခဏနိဗ္ဗာန်ကိုတပြီးတော့အမြဲတမ်းထာဝရမြင်အောင်လိုချင်ပါတယ်ဗျာ။ဟောတခဏနိဗ္ဗာန်ထက်နောက်ထပ်ထာဝရနိဗ္ဗာန်ကိုရောက်သွားမယ်ဆိုတဲ့အကြောင်းလိုချင်တယ်ပေါ့နော်။လိုချင်ဆက်ကျင့်ရမှာပေါ့နော်။တင်ပါဗျာတင်ပါ။ဟုတ်ပြီအဲ့တော့ဒီတရားတွေကိုနော်ဓမ္မကြီးသိတယ်လို့ဓမ္မကြီးလွတ်မြောက်တယ်လို့ဓမ္မကြီးရဲ့ချမ်းသာမှုချမ်းသာတယ်လို့နောက်ထပ်ဒီလိုတရားမျိုးကိုနောက်ထပ်ဘယ်သူတွေရောထက်ရသေးခြင်းနေလဲ။ဖြူဖြူကျော်တို့ကတော့ဓမ္မကြီးကိုရသေးခြင်းလို့ပို့လိုက်ပြီနော်။ဓမ္မကြီးလက်ကြရင်ရောဘယ်သူတွေကိုထက်ရသေးခြင်းနေလဲ။ဒီပြီးတော့ ဘသူရဲ့လို့တပြီးတော့နာမည်မတက်ပါဘူးညဒီသစ္စာလေးပါမမြတ်တရားကိုလိုချင်လို့တရားအားထုတ်နေတော့ယောဂီသူတော်စင်ပေါင်းအားလုံးကိုအားထုတ်တဲ့ညရရှိချင်ပါတယ်ဖေ။ဩဟုတ်ပါသူတို့တွေအားလုံးကဘာလို့ရသိကြနေလဲမကြီးဘူးပြီးတော့လို့လဲချမ်းသာတဲ့တင်းကဒီလိုနိဗ္ဗာန်ကိုလဲရသိချင်ပါတယ်ထာဝရနိဗ္ဗာန်ကိုလဲရသိချင်ပါတယ်ဗျာချမ်းသာတဲ့နိဗ္ဗာန်ကိုပြီးတော့အားလုံးကိုရသိချင်ပါတယ်ဗျာဟုတ်ပါဘူးเนาะဓမ္မရဲ့မေတ္တာတရားနဲ့သစ္စာတရားကိုအားလုံးသာဓုခေါ်ပေးပါဦးအာဓုအာဓု